။ဇဟိုဟေးဖိုင်လေကြည်ပါနော်။အသွားမတော်တလန်းအစားမတော်တလုံးနော်။ဒုက္ခနဲ့လာလာနဲ့တွေ့မယ်နော်။ငါပြောနေတယ်နော်ငါပြောရင်လွဲခဲ့တယ်နော်။အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်မှုထမ်းအတွက်ပေါ်လာဆွဲမှုပြင်းထန်နေလို့လူငယ်တွေကိုတတိပေးလိုက်တဲ့ဖုံးရုပ်တန်နဲ့အတူနေပြည်တော်တိဆောက်ရေးတွင်ပါဝင်တိဆောက်ခဲ့သောကုမ္ပဏီများစီပင်တို့ပြန်လည်ဆက်သွယ်ရမည်ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါရစေ။ နေပြီးတော့အထူးဖွံ့ဖြိုးရေးစီမံကိန်းတွင်အဆောက်အဦများတိစောက်ခဲ့သောကုမ္ပဏီအားလုံးနေပြီးတော့စီပင်တို့ပြန်လည်ဆက်သွယ်ရမည်ဖြစ်ကြောင်းအတိပေးထားသည့်ရင်းကုမ္ပဏီများအနေဖြင့်နေပြီးတော့စီပင်တာယာရေးကော်မတီအင်ဂျင်နီယာဌာနအဆောက်အဦဌာနမှူးနှင့်ဒုတိယဌာနမှူးထံသို့ဆက်သွယ်ကြရန်အတိပေးစာတွင်ထည့်သွင်းဖော်ပြထားသည်ကိုလည်းတွေ့ရသည်အဆိုပါအတိပေးစာကိုအဆောက်အဦများပြန်လည်ပြုပြင်အသုံးပြုရေးနှင့်အသစ်တိဆောက်ရေးကြီးကြပ်မှုကော်မတီမှထုတ်ပြန်လာခြင်းဖြစ်သည်။ညောင်ဦးမြို့နယ်အတွင်း စင်မူတန်လူစားတိုးရန်ကြေးရွာများကိုအိမ်တော်စုအလိုက်ငွေကြေးကောက်ခံမှုများရခင်ကတက်ပူပူပြုတ်လုလာပါတယ်တဲ့ညောင်ဦးမြို့နယ်ငတရောင်းမြို့နယ်ခွဲကြေးရွာအုပ်စုများဖြစ်တဲ့ဆယ်ကြေးရွာတောင်တော်ကြေးရွာညီနေကြီးကြေးရွာအုပ်စုမြေသိန်းတွင်ကြေးရွာလက်ပံတဲကြေးရွာညောင်ကြီးကြေးရွာတကောင်းတဲကြေးရွာ အောင်းညင်ကျေးရွာမြို့ပေါ်ရက်ွက်များဖြစ်တဲ့အမတ်တရက်ွက်အမတ်၃ရက်ွက်အမတ်၆ရက်ွက်အမတ်9ရက်ွက်များရှိအိမ်တော်စုများကိုတိန်တော်လင်းငွေချက်2000မှ9000အထိ ခွဲရန်ကြောက်ခံလျက်ရှိပါတယ်တဲ့ငွေကြီးကောက်ခံရာမှာရက်ွက်ကျေးရွာအုတ်ချုပ်ရေးမှုများကိုတိုင်ငွေမကင်ထားဖို့ မြို့နယ်ထွေအုပ်ကမှားကြထားသောကြောင့်စေအိမ်မူယာအိမ်မူမြမဥဆောင်ကောက်ခံပေးနေရကြောင်းဒေသခံတွေထံကသိရှိရပါတယ်တဲ့ထို့သောငွေကြေးကောက်ခံရာတွင်တေယွာလင်းအိမ်အောင်စု300နှင့်400ကြားရှိသည့်အတွက်စစ်မှုထမ်းအပတ်စဉ်တစ်ကြိမ်ရောက်တိုင်းမှာကြေးရွာတေယွာလင်း ငွေကျပ်380မှ220အထိမြို့နယ်ထွေအုပ်ထံလူစားထိုးအတွက်သွားပေးရတယ်လို့သိရပါတယ်တဲ့လူစားထိုးအတွက်ကိုမျိုးပေါ်ရက်ွက်တွေကညအချိန်လမ်းပေါ်ထွက်တဲ့လူငယ်တွေကိုရဲတွေနဲ့တက်နဲ့ထွေအုပ်ကပူပေါင်းပြီးဖမ်းဆီးတာတွေလုပ်ပါတယ်တဲ့ပြီးရင်ထွေအုပ်ယုံတဲ့ကပို့တာလည်းရှိပါတယ်တဲ့ ရဲစကန်ကတဆင့်ပို့တာတွေလည်းရှိပါတယ်တဲ့နော်ပြီးစင်မှုတန်းအစာထိုးပြီးကြေးရွာတွေကိုစားစင်မှုတန်းဆောင်ဖို့မျိုးပေါ် လူငယ်တွေကိုအသုံးချပါတယ်တဲ့အဲ့ဒီလိုလှုပ်လာတဲ့နောက်ဆက်တွဲဒေသခံတွေရင်ဆိုင်ကြုံတွေ့နေရတဲ့စိုးကြိုးတွေကတော့တချို့လူငယ်တွေက ပီရီယက်တဲ့ပြေးဝင်ကြတာတွေဖြစ်လာတယ်တဲ့အဲ့မှာပြဿနာတက်နေတယ်အဲ့မှာပကံကြောင့်ဥမညောင်ဥညောင်ဥမဖြစ်နေတဲ့ပြဿနာမသဘာမှုတွေထွေအုပ်တွေမသဘာမှုတွေထွေအုပ်တွေရှိတယ်ခမားတို့ယူတဲ့ပစံသိန်းနေရ920လဲပြန်မပေးဟိုကအိမ်ပောင်ပေးလိုက်တာဟောအိမ်ပောင်ပေးလိုက်တာဒါပေမဲ့ခမားတို့ဖြစ်စဉ်အမှန်ကိုကျွန်တော်ကအတန်ပိုင်နေတဲ့ကွာထုတ်ပြမှာအားလုံးအောက်မှာလှုပ်ရှားလို့ကောင်းနေကြတယ်နော် လှုပ်ရှားလို့ကောင်းနေကြတယ်ခမည်းတော်ကတဘဝဆန်ဒီခမည်းတော်ကနိုင်ငံနဲ့လူမျိုးကိုတကယ်မချစ်ကြဘူးပြည်သူတွေမှာသနာပါတယ်เนาะပြည်သူတွေကိုခမည်းတော်เนาะလုံပိုင်ခွင့်ရှိတဲ့လူတွေက လိုက်လုံတယ်เนาะလုံတယ်ခမည်းတော်မှာကိုကျင်းဆန္ဒတရားသိမ်းမရှိကြဘူးလားဟမ်